အားလုံးမင်္ဂလာပါ ခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကွယ်ကာမစမှုရိပ်အောင်မှာအားလုံးဒီကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။မနက်ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေသင်တယ်မိသားစုအိမ်သူအိမ်သားရောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြားနာနေတဲ့သူတွေဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့ ူတွေဘဝအတ္တဓာတ်ထဲမှာအခက်ခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလုံးအလုံးပေါ်မှာသာရဘုရားထံမှလာတော့ငြိမ်တဲ့ခြင်းသက်ရောက်ပါစေ။ဘုရားသခင်ရဲ့ကျေးဇူးတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလ19ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထီတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားသခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီး ီးမွမ်းပါတယ်ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွဆင်ကျင်ခွားယူရမယ့်ကျမ်းပိုက်ကတော့34ချိန်မြောက်သောစာလံပိုက်ငယ်၈ဖြစ်ပါတယ်ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆန်း၍တိမှတ်ကြလောကိုရောကိုခိုးလုံတော်တူဒီမင်္ဂလာရှိ၏ဘုရားခင်ကောင်းမြတ်ခြင်းအကြောင်းကိုမြည်ဆန်းပြီးတိမှတ်ဖို့ဖြစ်တယ်နေ့ရက်စဉ်တိုင်းမှာဘုရားခင်ကောင်းမြတ်ခြင်းကရုဏာတော်ကိုခံစားရတာဖြစ်တယ် သင်ကသခင်ယေရှုခရစ်တော်နဲ့လူတွေကိုမိတ်ဆက်ပေးတဲ့အခါမှာဘုရားခင်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုမြည်ဆမ်းပြီးသိမှတ်ဖို့တိုက်တွန်းနှိုးဆော်ရမှာဖြစ်တယ်။ပေတရုရဲ့ညီဖြစ်တဲ့အိန္ဒြေကသူ့အကိုဖြစ်တဲ့ပေတရုကိုသခင်ယေရှုခရစ်တော်နဲ့မိတ်ဆက်ပေးခဲ့တယ်။လူများစွာက ပေတရုရဲ့အကြောင်းကိုသိပါတယ်။တိုးတော့နောက်ွယ်က ခင်ယေရှုခရစ်တော်နဲ့မိတ်ဆက်ပေးခဲ့တဲ့အင်ဂျရီအကြောင်းကိုတော့လူတွေထုတ်ဖော်ပြီးပြောဆိုတာတွေအ ਨੇ ချင်းသာရှိတာဖြစ်တယ်။တို့တော့လူတွေရှေ့မောက်မှာပေါ်လွင်ထင်ရှားသည်ဖြစ်ပါစေ။မထင်မရှားတဲ့အမှုတော်ဆောင်နေရတာဖြစ်ပါလိမ့်စေ။ဖခင်ကစနစ်တကျမှတ်တမ်းတင်ထားလျက်ရှိတယ်။မိတို့ပင်သေးနှုတ်ပါလိမ့်စေ။ဖခင်ကတန်ဖိုးထားတယ်။သခင်ယေရှုခရစ်တော်တရားဟောပွဲကြီးထဲမှာယောက်ျားကြီးပဲ9000ယောက်ရှိလာခဲ့တယ်။ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေရဲ့စီးရဲမပါပဲယောက်ျား ားကြီးပဲ9000ဖြစ်ပါတယ်။တရားဟောပွဲကြီးပြီးဆုံးသွားတဲ့အခါမှာလူတွေကစာလောင်နေတဲ့အချိန်ဖြစ်ပါတယ်။လိုအပ်ချက်ကလူ9000စာလောင်နေတယ်။သခင်ယေရှုခရစ်တော်ရဲ့ရှေးမောက်ကိုရောက်လာတဲ့မုတ်က9လုံးနဲ့9နှစ်ကောင်ဖြစ်ပါတယ်။လူအမြင်မှာအသေးအဖွဲဖြစ်တဲ့သေးနှုတ်တော်အရာဖြစ်တယ်။တိုးတော်သခင်ယေရှုခရစ်တော်တန်ဖိုးထားခဲ့တယ်။ကောင်းကင်ကိုမျောကြည့်ပြီးယေရှုတော်ကိုချီးမွမ်းခဲ့တယ်။အဲ့ဒီချီးမွမ်းခြင်းကတိုးပွားခြင်းကိုဖြစ်စေပြီးလူ9000ဝမ်းပြည့်ယုံတင်တာမကအကျိုးအပဲ့ကောက်သိန်းတဲ့အခါမှာ12000အပြည့် ရတယ်။ကျေးဇူးတော်ချီးမွမ်းခြင်းကတိုးပွားခြင်းအကြောင်းဖြစ်စေတယ်။ဒါကြောင့်ကျမ်းစာကအမှုငယ်ပြုရသောနေကိုအဘယ်သူဒီမထီမဲ့မြင်ပြုရတည်းလို့ကျမ်းစာကပြောပါတယ်။ဒါကြောင့်ဘုရားခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးမိတို့ပြင်သေးနှုတ်ပါလီစီစိတ်မပြတ်နဲ့အားမငယ်နဲ့တခြားသောသူတွေရဲ့ဘဝအသက်တာကိုကြည်ပြီးမိမိကိုမိမိအားမလို့အားမရဖြစ်တဲ့အချိန်တွေ သူတစ်ပါးကိုနိုင်ရှင်ပြီးတူပပြီးမိမိကိုမိမိအားမလို့အားမရဖြစ်ပြီးတိမ်ငယ်နေတဲ့အချိန်တွေရှိကောင်းရှိပဲတတိယလိုက်ပါဖခင်ကတင့်ကိုအရှိတိုင်းလက်ခံသလိုတင်ဖြစ်ပြမှုအခြေအနေအမှန်တိုင်းကိုဖခင်ကတံပိုးထားတာဖြစ်ပါတယ်ဖခင်ကတင့်ကိုအရှိတိုင်းလက်ခံသလိုအရှိတိုင်းတင့်ကိုအသုံးပြုမှာဖြစ်ပါတယ်ဖခင်ကတင့်ကိုတူနိုင်မဲ့သူတစ်ပါးနဲ့မတူညီပဲတီးသန့်ဖန်ဆင်းထားတာဖြစ်တယ် ဒါကြောင့်အင်ဒရီကိုဖိယားခင်ကဂုံယူနေမှာဖြစ်တယ်။တာဝန်ချေတယ်လို့ဖိယားခင်ကပြောနေမှာဖြစ်တယ်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးသစ်အပိုင်ငယ်43ကနေ45မှာနက်ဖြန်နေ့၌ဂါလိလဲပြည်သို့ကြွခြင်းကအလိုတော်ရှိလျင်ဖိလိပ္ပုကို တွေ့၍ငါနောက်တို့လိုက်လောဟုမိန့်တော်မူ၏။ဖိလိပ္ပုကအင်ဒရီနှင့်ပေဒရုမွေးဖွားရာဘက်ဇဲတာမြို့မှလာတော်သူဖြစ်တည်း။ဖိလိပ္ပုဒီနာတာနီလာကို တွေ့လျင် မောရှိသည်ပညာတိကျမ်း၌၎င်းပရောဖက်တို့သည် သူတို့ကျမ်း၌၎င်း အကြောင်းပြု၍ရေးထားတော်သူနာဇရက်မြို့သားဖြစ်သောယောသိတာယေရှုကိုငါတို့သည်တွေ့ကြပြီဟု ဆို၏ဖိလိပ္ပုကနတန်နေလကိုသခင်ယေရှုခရစ်တော်နှင့်မိတ်ဆက်ပေးခဲ့တယ် လွန်ခဲ့တဲ့ရက်ကလည်းအင်ဒရီကပေတရုကိုသခင်ယေရှုခရစ်တော်နဲ့မိတ်ဆက်ပေးခဲ့တယ်။နောက်အခါဖိယက်ကင်ကြီးမားစွာအသုံးပြုတဲ့တမန်တော်ဖြစ်လာဖို့လမ်းဖွင့်ပေးခဲ့တဲ့သူဖြစ်ပါတယ်။ဒီနေ့ဖိယက်ကတင့်ဘွားအသက်တာထဲမှာအင်ဒရီပြုတ်တကဲ့သို့သခင်ယေရှုခရစ်တော်နဲ့မိတ်ဆက်ပေးတော်သူဖြစ်စေခြင်းနဲ့ဒီနေ့မနေ့မှာတော့ဖိလိပ္ပုအကြောင်းကိုပြန်ပြီးတွေးရတယ်။ဖိလိပ္ပုကလည်းအင်ဒရီပေတရုတို့နေခဲ့တဲ့ဘက်ဇက်ဒမြို့သားဖြစ်ပါတယ်။ဖိလိပ္ပုကနတ်တနီလာကိုမိတ်ဆက်ပေးခဲ့တယ်။ ဖိလစ်ပိဩဝါဒစာခန်းကြီးတဲ့ပိုင်ငယ်15ကနေ16မှာလူအချို့တို့သည်ညူဆူယံတွေ့ကျင်သောသဘောနှင့် ခရစ်တော်၏တရားကိုဟောပြောကြ၏အချို့တို့သည်စေတနာစိတ်နှင့်ဟောပြောကြ၏ငါသည်ဧဝံဂေလိတရားကို ထောက်မှဖို့ရာခံထားတော်သူဖြစ်ကြောင်းကိုဤသူတို့သည်တည်၍ခရစ်တော်၏တရားကိုမြတ်တာစိတ်နှင့်ဟောပြောကြ၏ဖျားကင်ကိုချစ်တဲ့နှလုံးသားနဲ့တည်င်းကောင်းကိုတည်ဆောင်တော်သူမိတ်ဆွေတင်ဖြစ်ပါစေ။ ဖျားခင်ကိုချစ်တဲ့နှလုံးသားနဲ့ဧဝံဂေလိတရားကို ဝေမျှတည်တည်ခံကြရအောင် လူတတောင်းစီတို့တည်င်းကောင်းဒီယာဒီတွင်းမှာကျွန်တော်တို့ ministry အနေနဲ့လူငယ်တွေယုံကြည်သူတွေမိသားစုတွေတီးတီးကမိမိအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုတည်င်းကောင်းဝေမျှတက်သိခံနေတဲ့အချိန်ဖြစ်ပါတယ်ဒီနေ့မနေ့တရားဒေသနာကိုမိတ်ဆွေတင်ကြားရတဲ့အခါမှာတင်ကိုယ်တိုင်ရှိနေတဲ့နေရာတင်ရောက်နေတဲ့အရာမှာတည်င်းကောင်းကိုတည်ဆောင်ပြီးမိမိတတ်တလောက်မိမိပြောတတ်တလောက်သခင်ယေရှုခရစ်တော်ရဲ့အပြစ်လွတ်ခြင်းကယ်တင်ခြင်းတည်င်းစကားကိုကြားပြောကြရအောင်၂၀၂၅ 5ခုနှစ်ကုန်တော့မယ်နောက်ထပ်ရက်အနည်းငယ်ဆိုရင်ကုန်တော့မယ်ဒီကာလလေးမှာသတင်းကောင်းကိုတည်ဆောင်ရာယတတပတ်အဖြစ်သတ်မှတ်ကြရအောင်ဖျားခင်ကိုချစ်တဲ့နှလုံးသားနဲ့လူမျိုးနဲ့အသီးအသီးကိုသခင်ယေရှုခရစ်တော်နဲ့မိတ်ဆက်ပေးကြရအောင်ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝီမြပါတယ်အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ တတင်းနာကနဘဝကိုထာဝရမလို့ဓမ္မလို့နောင်ရီ